နေတော့မင်္ဂလာပါမင်္ဂလာပါအခုအရမ်းမိုက်ကန်းကောနေမှာကြတော့နော်ဆရာသမားကြီးပေါ့ဆရာသမားကြီးဆိုချက်ကန်းကောနေမှာကိုဝိုင်းတော့ပဲလက်ခံလာလားစားကြောက်လားမကိုးကြောက်လားဘလို့ကြောက်လို့ပြောမလဲဒီကန်းကောနေလက်ခံလိုက်တဲ့အကြောင်းကအဓိကတော့ကိုဝိုင်းကြောက်မှာပဲကျွန်တော်ကဒီကန်းကောနေဇာကလုံခဲ့9နှစ်ကြော်ကြော်လောက်ကရိုက်ထားတဲ့ကောင်ပေါ့နော်ဆိုတော့ဟိုဒီကားကဒါကျွန်တော်တို့ကတော့တကယ်ဟိုမဟာအခွင့်အရေးပါပဲ ဟိုဒီလိုမျိုးနာမည်ကြီးဝတ္ထုတစ်ခုကိုပြင်ရတဲ့အချိန်မှာလည်းကိုဝိုင်းကခေါ်တယ်သင်ကြားပေးတယ်ပြီးတော့ဖွင်းတဲ့လူရဲရဟုတ်ကိုဝိုင်းနဲ့မဖွင်းနဲ့အဲမင်းအောင်လို့ဆိုဒီကက်မစီကဘယ်လိုလေးနေလဲပြောမှာအခုကဒါဟိုကက်မစရီဆိုတာထက်ပေါ်တော့ဒီဟိုကိုဝိုင်းရယ်ဖွေးရယ်ကျွန်တော်ရယ်တွဲဆုံမှုဟာဒါဟိုကျွန်တော်ရိုက်ထားတဲ့ကားတွေဆိုတာဒါပေါ်တော့အခုရုံတင်ခွင့်ရမှာကဟိုနောက်ဆုံးနောက်ဆုံးလို့ပဲပြောမှာပေါ့နော်ကျွန်တော်တို့ထပ်ပြီးရောရိုက်ထားတာလည်းမရှိသေးဘူး ထပ်ပြီးတော့ဘာမှသိပြီးတော့နုပြန်နောက်ထပ်လှုပ်ရှားမှုနေတယ်သူတွဲမြင်ရတော့မှမဟုတ်ဘူးပေါ့နော်တွဲမြင်ရတော့မှမဟုတ်ဘူးဆိုတာနောက်ထပ်မရိုက်ထားသေးတာပေါ့နော်အဲလိုမျိုးရှိပါတယ်ဆိုတော့တော်တော်လေးအမတ်ရတယ်တော်တော်လေးတဲ့အဲတော့ခွင်းနဲ့ဆိုလည်းပြောပြတယ်ခွင်းနဲ့လင်းနဲ့မဆုံးသေးတော့ဘူးနော်ထပ်ပြီးဆုံးရမယ်ပေါ့နော်ဟုတ်အဲ့တော့အမဆင်ပဲဆိုင်ုံနဲ့ဘလို့လေးပြုဆောင်တာလားကျွန်တော်တို့ဒီကျောင်းသားဘဝမှာဆိုလဲဟိုတကယ်ကိုကျွန်တော်ကျောင်းကောင်ကြီးကိုကျွန်တော်အခုလေးနေမှာကြည်လာတာပေါ့နော်ကြည်လာတဲ့အချိန်မှာလဲတကယ်ကို ဟိုငယ်တဲ့5အပြေဝရတယ်။အော်ဟိုဖွေးဆိုလက်ချက်ဆရာလေးအကုန်ရှိမြဟုတ်ပါရဲအတားတွေပေါ့နော်ဟိုချမ်းမင်းပဲဖြစ်ဖြစ်ဆွေသမီးပဲဖြစ်ဖြစ်ပါသမားလူတာအော်ကြည့်ရအော်ချစ်စရာလေးငင်းနေကြတာပဲဆိုတော့ vibe ကိုတော့ပြေဝရတယ်အဲပြီးတော့ကျွန်တော်ဒီ ပကြီးဆရာဘွားပေါ့နော်ပကြီးဆရာဘွားမှာဆိုလေကိုဝိုင်းနဲ့တခြားတိုင်ပင်ပြီးတော့အခုဗမန်တော့မရှိတော့ဘူးပေါ့နော်ဒီ make up special make up effect ကဒီနှာခမ်းမွေးတွေစိုက်တာပြီးတော့သဘင်ဒူးပါညာဆွတ်တယ်တော်တော်ဂျာသူကလည်းတော်တော်ပူတယ်ကျွန်တော်လည်းအဲ့ကာရိုက်တော့တော်တော်မှတ်မရပါပဲကျွန်တော်ခုတလုံးလုံးကဟို fan နေပြောင်းနေရဲ့ဟိုចောင်းစင်းအင်ဂျင်နဲ့ဟို shooting တိုင်းပုံမှာအိတ်တာအဲ့ဒါအဲ့ဒါကန်ကုန်နေကန်ကုန်နေမှာတော့အိတ်ထားတယ်အဲ့ဒါသူတို့အခုပြန်ပြီးတော့အဲ့ဒါကြီးရဲတာ ပထမဦးဆုံးဖွင့်တဲ့ခန်းကော့ဖွင့်တော့ပေးကျင်တာကရှစ်သိန်းရှစ်သိန်းဈာဝါရသွားတာကခင်မတက်သွားတာခင်မတက်ပြန်ဟုတ်ခန်းကော့ကတက်ကူရတဲ့ခန်းနဲ့ဘယ်လိုလေးရိုက်ခဲ့တာလဲအာခန်းကော့ပင်တက်တဲ့ဟာကဒီလိုပါပဲအဲ့ခန်းကော့ပင်ကကျွန်တော်တို့ဒီခန်းကော့နီမှာဆိုရင်ခန်းကော့ပင်ကအဲ့ပုံပေါင်းထဲမှာနှစ်ခုရှိတာနှစ်ပင်ရှိတာတပင်ကိုလှဲချပြီးတော့มาအဲ့ဒါရိုက်ကြတယ်ရိုက်တော့အဲ့မှာဆိုလဲဟိုရှူတင်ဖွဲ့ကြီးလည်းတည်ရမှင်စာရရှိရလို့ပြောတယ်မှင်စာရရှိမှင်စာရရှိ ်နေစာရှိရဆိုတော့ကျွန်တော်ကျွန်တော်ရိုက်တဲ့အချိန်မှာအာဘယ်လိုခေါ်မလဲကျွန်တော်နိုင်စင်းနေလဲပါတယ်အခုလက်ကြည့်ရမှာပါအဲညရညမှာအဲ့လိုဂန်းကောပန်းကိုရှာတဲ့ခံနေလို့ပါအဲ့မှာဆိုကျွန်တော်လမ်းလျှောက်လာတဲ့အချိန်မှာအဲ့လိုအဲ့လိုညရရွေးဆိုတာနဲ့အဲ့လိုကျွန်တော်တို့မှာ level 4ရပါတယ်ဒီ voice အအတန်ဖန်းနေဟာပေါ့အဲ့ဟာမှာဆိုတော့အဲ့လိုအတန်တွေအဲ့လို race ရေအဲ့လို reader တွေအဲ့လိုအဲ့လိုအဲ့လိုတိတိမအောင်ရွေးဆိုတာနဲ့အဲ့အဲ့လိုမျိုးအတန်တွေလည်းတော့ချက်ချရတယ် ပြီးတော့မမတ်ရရတာပါလဲဆိုတော့ကျွန်တော်တရားပေါ့နော်ဒါဒါတော်တော်အခုချိန်ကြီးမဖြစ်ရသေးဘူးအဲကျွန်တော်ဟုတ်ဟိုဓာတ်နဲ့နောက်ဆုံးလက်မလက်ကိုဖြတ်လိုက်တဲ့ဟာမှာစက်ကူဖြတ်တာကသူကคลิกကဟိုသူကလည်းသူအစကတည်းကပြက်နေတာပေါ့နော်ပြက်နေတော့တကယ်လဲဆိုင်လဲရမူးနေတော့မူးဖြတ်ချလိုက်တဲ့အချိန်မှာတကယ်ဓာတ်ကထွက်လာပြီးတော့လက်ကိုဖြတ်ချပါသူသူထွက်သွားပါပေါ့နော်သူထွက်သွားတဲ့အချိန်မှာလည်းကိုဝိုင်းကလည်းတကယ်ဟိုပါကိုဆရာဆိုတော့ သွေးဆေးရပြီးရဲရဲဆိုညှက်ပြီးတော့အဲ့လိုတောက်တောက်ရိုက်တော့ကျွန်တော်အဲ့မှာလေလက်ကောက်ဖြော်ပါအခါကျွန်တော်ဟိုယောဂါတော့မဟုတ်ဘူးကွာကျွန်တော်သွေးမြင်ကိုသွေးကိုမြင်ကျွန်တော်လန့်သွေးလန့်နေရောပေါ့နော်ဆိုတော့ကျွန်တော်အဲ့လိုပြပြီးတော့ဝါးပြီးတော့ကျွန်တော်လဲသွားလဲသွားအချိန်မှာလာပန်ကားတွေပိုင်းမဟုတ်ဘူးဒီကတကယ်အမှတ်တရအများကြီးပဲအဲကိုပိုင်းကပြီးတော့ဟိုဒီပြပင်ဝါပြုတ်ကြတဲ့ဆင်းတွေရေရင်းလဲကိုပြုတ်ကြတဲ့ဆင်းတွေ ဲ့ဒါတွေကကျွန်တော်တကယ်လည်းရရတယ်ဟိုရေနဲ့ပြုတ်ကြရတဲ့ဟာဆိုလဲပြီးမှအဲ့လိုတင်းကုတ်စားရရှိရပါဘောနော်ဒါကျွန်တော်ပြန်ပြီးတော့ဒါ setting လောက်ထားတဲ့ twin ဆိုတော့တင်းကုတ်စားရရှိတော့ကျွန်တော်ကိုဝိုင်းကတော့ငါ့ကိုတကယ်ခိုင်းပါပဲပေါ့တကယ်ခိုင်းပါအဲ့တော့ငါငါ့အတွက် safe site ကဘယ်လိုယူရမှာလဲဆိုတော့ စတင်ဖွဲ့အကိုတွေကိုအခုညီတော်မေအခုကျွန်တော်ခုံချရမှာကိုဝိုင်းအခိုင်းမှာသိကြရတယ်။ဘေးကတင့်ငုတ်တွေကိုရှင်းထားပြီနော်။ဒီကကျွန်တော်မမြင်အောင်ပါဒီရွှွန်ရေဖြစ်နေအောင်ရေရင်းဆိုပေမဲ့ကျွန်တော်ဟိုဘယ်လိုဆက်တင်ဆက်တင်ဟာဆိုရေရင်းတွေကနေပြုတ်ကျသွားတဲ့အဆင်းနေပြီးတော့တစ်ပင်ပေါ်မှာပြုတ်ကျရတဲ့ဟာဆိုလည်းကျွန်တော်ဒီနှစ်ပြန်လောက်ရှိပြီလောက်လောက်အမြင်တော်တော်မြင့်မြင့်နေဟာဆိုရင်ဘဝကအလိုမျက်နှာနဲ့ကြာဟုတ် မျက်နှာနဲ့ပြစ်ကြပါဘူးမျက်နှာပြစ်ကြကျွန်တော်လည်းမို့လူကအမြင့်အမြင့်ကနေပြုတ်ကြမယ်ဆိုပြီးတော့လူကကြောက်တော့ကြောက်တော့ကြောက်နေတဲ့အချိန်မှာအောက်ကိုပြုတ်ကြရင်ဟိုဟိုလေသူ့ရဲ့လူရဲ့ဟိုအတိအတိစိတ်ကဒါမို့မျက်နှာရောဒါမို့တွဲလွဲလိုက်တာအဲ့ဒါကိုယ်ကမကြိုက်ဒါမရဘူးမျက်နှာနဲ့ကြားခဲ့တယ်အဲ့မှာတော့ငါဖြစ်စင်တာဖြစ်တော့ဒါဒီကားပြင်လဲငါတင်းလဲတည်သွားနိုင်တယ်မတည်လဲတခုပေါ့နော်တခုတော့ဖြစ်လိုက်တော့ဆိုပြီးကျွန်တော်အဲ့လို ဟာဖွေဖွေးတည်ရဖွေးမေးကြည့်လိုက်ဒီကားလေးကကျွန်တော်တို့အတွက်ဟိုဘောနော်မန်လိုက်ပြောရဆိုရင်ဒါကိုဗစ်မတိုင်ခင်မှာကိုဗစ်ဖြစ်ခံဒီမှာကျွန်တော်တို့ယုံတင်လူဆဲဆဲမာတယ်ယုံတင်ခွင့်မရခဲ့ဘူးเนาะဆိုတော့အခုယုံတင်ခွင့်ရတယ်ယုံတင်ခွင့်ရတဲ့အချိန်မှာလည်းကန်းကော်ဘန်းတွေဖွင့်နေရသေးမှာပဲယုံတင်ခွင့်ရတယ်အဲ့တော့အာပရိသတ်တွေအားလုံးကလည်းဒီကားလေးကိုကြည့်ပြီးတော့အချစ်တွေအချစ်တွေအချစ်တွေအများကြီးကိုခံစားနိုင်ပါစေလို့ကျွန်တော်ကစွတောင်းပေးပါတယ်ပြီးတော့ကျွန်တော်ဒီကားလေးကိုလာပြီးတော့ဝင်းရံပေးကြဖို့လည်းကျွန်တော်ဖိတ်ခေါ်ပါတယ် ခင်ဗျားတို့မင်္ဂလာပါဟုတ်မင်္ဂလာပါဗျာဂန်းကွန်နီကိုဘာဖြစ်လို့လက်ခံလိုက်တာလဲဟာဂန်းကွန်နီကြောင့်ကိုဝိုင်းကြောင့်ဒါမှမဟုတ်စားကြောင့်လည်းပြောမလားအဲဂန်းကွန်နီကကျွန်တော်ဘုရားမှာသုံးကားမြောက်ရိုက်ပူတဲ့ရုပ်ရှင်ပါသုံးကားဟုတ်သုံးကားမြောက်ရိုက်အဲသုံးကားမြောက်ကင်မရာရှေ့မှာစပြီးတရုပ်ဆောင်မှုရဲ့ဇလန်းပေါ့နော်သူကန်းကော်နီမှာပြန်ကြည့်ရတဲ့အချိန်မှာဆိုရင်ချမင်းရဲ့ထော့ငငယ်လေးကိုတွေ့ရ မှမှာပေါ့နော်ကျွန်တော်တို့ဟိုကနေရှင်သမီးနဲ့ကွာဟုတ်အတွဲဆိုတော့လေအရှင်သမီးနဲ့အမှတ်တရတယ်ဘယ်လိုတွေရှိမှာဘာလို့ဒုနဲ့လောရတာအဓိကတော့လေဒီစကိုင်းမှာအတွဲတွေဆိုတာတစ်ခါကျွန်တော်ကတစ်ဖက်သက်ချစ်ရတဲ့ကောင်လေးပေါ့နော်ဆိုတော့ကျွန်တော်ဒီနေရာမှာရွှေသမီးကိုကြိုက်ရတယ်ပေါ့ကြိုက်တဲ့အတွက်ဒီသူရွှေသမီးရဲ့အချစ်ကိုရဖို့ညံနေမျိုးစုံသုံးတယ်ပေါ့ဆိုတော့အဲ့လိုကာရိုက်တာမျိုးပါအဲအဓိကတော့ဖွေးရလဲသူကအလင်းရောင်ကြိုက်တဲ့အချိန်မှာ အလင်းရောင်လည်းရွှေသမီးကိုကြိုက်တဲ့အချိန်မှာကျွန်တော်လည်းရွှေသမီးကိုကြိုက်တော့ဖွေးနဲ့အလင်းရောင်ကိုကျွန်တော်ကတွန်းပို့တဲ့ပုံစံမျိုးပေါ့ဟုတ်ကဲ့ဒါကိုကိုရရတယ်လို့ပြောရမှာနော်အဲဒါပေါ့ကိုချစ်ကိုကိုရဖို့အတွက်ညံညံနဲ့လေးထုတ်သုံးတဲ့အကောင်လေးတရားပေါ့ဗျာဟုတ်ကဲ့ပါကျေးဇူးပါဟုတ်ကျေးဇူးပါခင်ဗျာ